ငွေသေးသေးလေးတွေကအရွယ်ရောက်ပြီးမှုသေးတဲ့ပိုပြီးအနေရရှိတယ်လို့လူတွေကယုံကြည်ကြပါတယ်။သူတို့ကအစိတ်ပမာဏကိုမထိန်းချုပ်နိုင်တာကြောင့်အစိတ်ပြင်းနေဆိုတာကလည်းမှန်ယုံပါတယ်။ အကောင်အသေးလေးတွေကအစိတ်ပမာဏအလွန်နည်းပြီးအစိတ်စည်းစိမ်းမှုကိုတမန်တကယ်ထိမ့်သိမ့်နိုင်ပါတယ်။ဒါကြောင့်မွေအကြီးတွေကအနေရပုံများပါတယ်။ဒီမွေမိကမူရာကာနဲ့တူတယ်လို့လူများကယုံကြည်ကြပါတယ်။ကဲတော့အတွင်းမှာဘာမှမရှိပါဘူး။ရောရဲစွာဆုထားတဲ့ဒီအစိတ်ပိုင်းတွေကဒီအတန်ကိုဖြစ်စေပါတယ်။မွေတွေကရန်လိုပြီးတင့်ကိုလိုက်ကြိုက်တယ်လို့ထင်ရတာမှပါတယ်။မွေတွေကသဘာဝအပြည့်ရှက်တက်ပြီးလူတွေထံကထွက်ပြေးဖို့ကြိုးစားကြပါတယ်။ဒီလိုပေါင်နေနေတာရှိတဲ့မွေတကောင်ကပေါင်150ရှိတဲ့လူတယောက်ကိုဘာလို့တိုက်ခိုက်ချင်ပါလဲ တခြားယူရှိစရာမရှိရင်ကိုက်ချင်းကနောက်ဆုံးနီလန်းဖြစ်ပါတယ်။နောက်ပြီးမွေတွေမှာညှို့နိုင်တဲ့မျက်လုံးတွေမရှိပါဘူး။ကာရုဏီကဒီဒနာကြီးကိုဖန်ပြီးခဲ့တာပါ။မွေတွေကနှုတ်မတော့ပါဘူး။တကယ်တော့သူတို့ကနှုတ်ကိုခြေဖြတ်လို့မရပါဘူး။လင်းတို့တွေကညအချိန်မှာပြန်တန်းတာကြောင့်သူတို့ကိုမျက်ကန်းနေလို့လူတွေကယုံကြည်ကြပါတယ်။အရှုလင်းတို့တွေကအမြင်အာရုံမကောင်းပေမဲ့အများစုကတော့အမြင်အာရုံကောင်းပါတယ်။အများစုက UV လင်းရောင်မှုတော့မြင်နိုင်ပါတယ်။ဒါကြောင့်လင်းတို့တွေကိုမျက်စိမမြင်ဘူးလို့ပြောတာကမှားပါတယ်။ ကလောက်တွေကိုတဲကန်လာရလို့ပူရင်းတဲ့နေရာတွေမှာသာတွေ့ရတယ်လို့ယုံကြည်ကြပါတယ်။ကေရော့ဒါကမှားယုံပါတယ်။နေထူထက်တဲ့နေရာတွေမှာဘက်ထရီယန်ကလောက်တွေကိုတွေ့ရပါတယ်။ ကလောဒီယာဘိုးတွေမှာရည်ရီတူတော်ထားတယ်လို့လူတွေကယုံကြည်ကြပါတယ်။လူတွေရင်ငဲရင်ကလောဘိုးတွေကိုဖျက်ပြီးတောက်ကြလိမ့်မယ်လို့တောင်ပြောပါတယ်။ဒါကလည်းမှားယွင်းတဲ့အချက်ပါ။ကလောဒီယာဘိုးတွေမှာအစီရည်တူတော်ထားပါတယ်။အဲ့ဒီအစီတွေကိုစွမ်းရည်အဖြစ်အသုံးချပါတယ်။ဒါပေမဲ့အသွေးပလက်စမာနဲ့ RBC အတွင်းကသွေးရော်တွေမှာရည်ဝူတူတော်ထားပါတယ်။အခြားအကြောင်းအရာတွေတင်ဆက်ပေးဖို့မှာမို့ကျွန်တော်အကောင့်ကို follow ပေးခဲ့ကြပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်။